ရော်နီလိုကစားမဖြစ်ချင်တဲ့မာတီးယပ်စ်ကွန်ညာအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်ကနေတင်ဆက်နေပါရီမာတီးယပ်စ်ကွန်ညာကတော့သူကမန်ချက်စတာနဲ့တကစားမတယောက်ဖြစ်ဖို့မွေးဖွားလာကြောင်းသက်သေပြလိုက်ပြန်ပါပြီကွန်ညာကပြီးခဲ့တဲ့နေရာဒီလုံးကမှဟူးဖ်ကနေယူနိုက်တက်ကိုပေါင်60နေတဲ့တမ5သန်းနဲ့ပြောင်းရှိလာခဲ့ပြီးမြေတက်မာလီယံမြန်မြန်အသားကျလာခဲ့ပါရီအသက်26နှစ်အရွယ်ကစားမကပရိသတ်ချစ်တော်တယောက်နေချင်းညာချင်းဖြစ်လာခဲ့တဲ့ပြင်အသင်းပေါ်မှာကွင်းတွင်ကွင်းပြင်ချစ်ခင်လေးစားသူတယောက်ဖြစ်လဲတမတ်ချီကျူးခြင်းကိုခံနေရပါရီ ်ကွန်ညာကမန်ချက်စတာယူနိုက်တက်ကိုအားပေးရင်းဘရာဇီးမျိုးငယ်လေးတစ်ခုမှကြီးပြင်းလာသူတစ်ယောက်ဖြစ်ပြီးအခုချိန်မှာသူ့ရဲ့အိမ်မက်အတင်းကဂျာစီကိုဂွန်ယူစာဝတ်ဆင်ကစားခွင့်ရရှိနေတာပါကွန်ညာကသူ့အတွက်တရနီသူရဲကောင်းဟာဝဲရုံနီဖြစ်ကြောင်းအမှတ်တရထုတ်ဖို့ပြောကြားလာခဲ့ပါတယ်။ဒီဇလန်ကရေးရပါတယ်။ကျွန်တော်တို့ပရီးမီးယားလိကိုကြည့်ချင်ရင်အဖွားအိမ်ကိုသွားမှပဲကြည့်လို့ရပါတယ်။ကျွန်တော်အိမ်မှာက channel မရှိတယ်လို့ကျွန်တော်ဝမ်ခွဲအိမ်မှာလည်း channel မရှိပါဘူး။ ဒီတော့ကျွန်တော်တို့ကအပတ်တိုင်းပတ်ရက်ဆိုရင်အဖွားရုံကိုသွားပြီးပရီးမီးယားလိဂ်ကြီးကိုပြင်ဆင်ထားကြရပါတယ်လို့ကိုညာကသူတို့ငယ်ပေါ်အကြောင်းကိုပြန်ပြောင်းပြောပြခဲ့ပါတယ်။ကိုညာရဲ့ဝမ်ခွဲကိုကတော့မန်ချက်စတာယူနိုက်တက်ပရိသတ်တယောက်ဖြစ်တဲ့အခါပရီးမီးယားလိဂ်ကြီးတက်ဖို့ကိုညာကိုသင်ပေးခဲ့တာပါ။ဒီလိုနဲ့ကိုညာလည်းကိုဖြစ်သူနဲ့တူယူနိုက်တက်ကိုအားပေးနေတဲ့အသေးနှပရိသတ်တယောက်ဖြစ်လာခဲ့ပါတယ်။ဒီတော့ကိုညာတို့ယူနိုက်တက်ကငယ်ငယ်ကလေးကလုံသားရဲ့စီပိုင်းဖြစ်ရှိလာခဲ့တာပါ။ကိုညာရောညီကိုလမ်းထဲမှာဘောလုံးကန်ကြပြီဆိုရင်သူတို့ကစားတဲ့မြေကွက်လက်လေးကို Old Trafford လို့နာမည်ပေးထားခဲ့ပါတယ်။ ။ဒါကြောင့်အခု Old Trafford စစ်ကိုရောက်ရှိပြီးတော့ဘောလုံးကစားခွင့်ရတဲ့အခါမှာကိုညာကငယ်ငယ်တုန်းကအကြောင်းတွေကိုပြန်စဉ်းစားမိတဲ့အတွက်1 on 1တာလဲခံစားနေရပါတယ်။ကိုညာကသူ့ရဲ့ဘောလုံးသူရဲ့ကောင်းဟာဝိုင်းရိုနီဖြစ်ကြောင်းဆက်ပြီးပြောကြားခဲ့ပါတယ်။ရိုနီက United ကို2004မှာ Everton ကနေစတင်ရောက်ရှိလာခဲ့ပြီးနောက်ဆက်ကွန်မှာ Torfiro စီကိုပြန်သွားခဲ့ပါတယ်။ကိုညာကတော့ရိုနီနဲ့သူ့ရဲ့ကြားမှာတူညီချက်တွေအများကြီးရှိတယ်လို့ယူဆနေပါတယ်။ကိုညာကသူစာပြီးအားပေးတဲ့ချိန်တုန်းက United တင်းလုံးကိုကောင်းကောင်းမှတ်မိနေတဲ့အတွက် အခုချိန်မှာပြန်စင်းစားရင်တောင်သူ့အတွက်အရင်လိုလက်ဆက်ဆဲမှတ်ဉာဏ်တွေဖြစ်နေတာပါတိုက်စစ်နေရာမှာရုံးနေရှိနေပြီးတော့ကွန်ညာကသူနဲ့ရုံးနေရဲ့ကြားမှာတူညီချက်တွေအများကြီးရှိတယ်လို့ယူဆနေပါတယ်။ဘာကြောင့်လဲဆိုတော့သူကစားရင်လေရုံးနေလိုပဲအရာအလုံးပေးဆက်ကစားလို့ဖြစ်ကြောင်းကွန်ညာကရှင်းပြခဲ့ပါသေးတယ်။ကျွန်တော်မှတ်မိပါတယ်သူကနံပါတ်10မှာလူတိုင်းကလည်းဒီဂျာစီနဲ့ဒီလိုရည်သွေးရှိတဲ့ကစားမကိုချစ်ခင်ကြပါတယ်။ဒါပေမဲ့သူကတော့တပွဲတဲ့တပွဲပိုကောင်းလာတာပါ။သူကကွင်းထဲကိုရောက်ပြီးဆိုတာနဲ့ဘောလုံးကိုကင်ထားတော့တာပါ။သူ့လိုခွန်အားမျိုးကကြီးမားတဲ့တာရကတစ်ခုဖြစ်ပါတယ်လို့ ကွန်ညာကရော်နီပေါ်မှာလေးစားအားကျမှုကြောင်းပြောပြလာခဲ့ပါသည်။ဘရာဇီးလျရဲ့စင်တယောက်လည်းဖြစ်တဲ့ကွန်ညာကပြီးခဲ့တဲ့ရာသီမှာတော့ Uff အတွက်သွင်းကို15ကိုသွင်းယူပေးခဲ့ပြီးတန်းစင်းဆောင်ကနေလွတ်မြောက်ရုံးပေးခဲ့ပါသည်။ကွန်ညာကို Morinos ကနေခေါ်ယူဖို့ Premier League အသင်းအမြောက်များကစီဝင်စားခဲ့ကြပြီးမြေကွန်ညာကတော့ပြန်လည်တိစောက်ဆဲပါဆိုတဲ့ Manchester United ကိုပဲရွေးချယ်ပြီးတော့ငယ်ဘဝအိမ်မက်တစ်ခုကိုဆက်လျှောက်ခဲ့ပါသည်။ဒီရာသီမှာကွန်ညာက United အတွက်လီသွင်းကိုတကူပဲသွင်းယူရပါသေးတယ်။ ဂျပန်ကွန်ရဲ့ကွင်းနင်းစန်းဆောင်ယူကတော့တင်းကိုတကိုထက်ပိုခဲ့ပြီးညတဲ့ရဲ့ဂိုးခေါင်ရဲ့တိုက်စစ်ကိုပြန်လည်အသက်ဝင်လာစေပါရီကွန်ရကအမိုရီယက်စ်နှစ်တွင်းမှာတိုက်စစ်မှုနေရာရောနံပါတ်10နေရာမှာပါလိုအပ်သလိုလိုက်ကစားပေးနေရင်းနဲ့ကြာရခန်းကဏ္ဍကနေပါဝင်နေပါရီမြတ်တကလက်ရှိမှာအဆင့်ခုံကိုရောက်နေရဆိုပေမဲ့တော်ဖိုးနဲ့တမတ်ပဲကွာဟနေတာကြောင့်မျောလင်းချက်ကောင်းနေရှိနေပါသည်မြတ်တကပွဲရှင်ရလာပြီးတဲ့နောက်ရလက်ကောင်းတွေကိုလည်းပေါ်ဆောင်လာနိုင်ပြီးနောက်ဆုံး၅ပွဲစရိုက်ရှုံးပွဲမရှိဖြတ်တန်းထားပါရီကွန်ရကအမိုရီယက်ယူနိုက်တက်ရွှေခေခကြီးမှာအဓိကကြရဲကစားမှတယောက်ဖြစ်ပါဝင်ရင်းနဲ့ ဝေရိုနီရဲ့ချီယာကိုနင်းနိုင်မလားဆိုတာဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါရည်ခင်ဗျာကြီးစုပေးခဲ့တာအားလုံးကိုကျေးဇူးထူးတင်ရှိပါရည်ခင်ဗျာ